အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လူရဝင်ချင်းမဆုစာအုပ်မှာရေးသားထားတဲ့လုပ်ငန်းခွင်မှာတိုးတက်စေမယ့်အမှုအကျင့်စေမျိုးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်လူတိုင်းကိုယ့်ရဲ့လုပ်ငန်းခွင်အသီးသီးမှာတိုးတက်အောင်မြင်ကြပါတယ်ဒီဆောင်ပါမှာတော့ကိုယ့်လုပ်မှာဖွံ့ဖြိုးလာစေဖို့အတွက်လုပ်တဲ့နာရီထားတဲ့စိတ်ထားတွေနဲ့ပတ်သက်ပြီးကျွန်တော်အတွေ့အကြုံပေါ်မူတည်ရေးသားထားတာပါနံပါတ်တကူပဲနေရာမှာတော်လဲဆိုတာကိုခဏလောက်အချိန်ပေးစမ်းစစ်ကြည့်ပါ လူတိုင်းလူတိုင်းမှာသူတို့တကယ်တော်တဲ့နေရာတွေရှိကြပါတယ်။ပေါင်းတင်ဆက်ဆံရေးကောင်းလာလား၊စီမံခန့်ခွဲမှုတော်လာလား၊ကနန်းတွေနဲ့အဆင်ပြေလာလား၊ဖန်တီးနိုင်စွာကောင်းလာလားတချို့တွေဟာအလုတ်လုပ်ဖို့အရန်စိတ်အားထက်တန်ကြပါတယ်။ဒါပေမဲ့ကိုကိုကိုဘယ်နေရာမှာအဝင်ခွင့်ကြဖြစ်မလဲဆိုတာကိုစဉ်းစားဖို့အတွက်သူများတွေထက်ဘယ်နေရာမှာပိုသာလဲဆိုတာကိုသုံးသပ်ဖို့အတွက်တော့အချိန်သိမ့်မပေးကြပါဘူး။တေချာတာတစ်ခုကလူတယောက်ဟာနေရာတိုင်းမှာတော့မထူးချွန်နိုင်ပါဘူး။ ဲ့ဒီအတွက်ကိုပါကိုအာယုံစိုက်တင်လဲဆိုတာကိုရှင်းရှင်းလင်းလင်းသိတင်ပါတယ်။အဲ့ဒီလိုသိအောင်အတွက်အချိန်ခဏလောက်ဖြစ်ဖြစ်ပေးပြီးစမ်းစစ်ကြည့်တင်ပါတယ်။ပြီးတော့အလုတ်လျှောက်တဲ့အခါမှာလည်းငှက်အုပ်ထဲခဲတဆုပ်ပြစ်တွင်းပြီးဘငက်ထိထိဆိုတာမျိုးလှုပ်ဖို့ထက်ကိုကျွမ်းကျင်ပိုင်နိုင်တာကိုလိုချင်တာကိုယုံကြည်တာနဲ့ကိုက်ညီနိုင်မဲ့အရာမျိုးကိုရွေးချယ်ပြီးအသေးချပြင်ဆင်ကစားလိုက်ပါနဲ့ပြစ်ဖို့ကိုစိတ်အားထက်သန်စေချင်ပါတယ်။နံပါတ်1ကိုယုံကြည်တဲ့အရာအတွက်ပဲအလုတ်လုတ်ပါ။ တကယ်လို့ကိုဟာကိုလုံနေတဲ့အလုပ်ပေါ်မလေးစားဘူးမယုံကြည်ဘူးဆိုရင်အလုပ်ပြောင်းဖို့စဉ်းစားပါကိုမယုံကြည်တဲ့အရာတစ်ခုအတွက်မနှက်ခင်းတိုင်းပြင်ပြင်ပန်ပန်နိုးထရတာအတိတ်ပဲမဲ့ပါလေကိုလုံနေတဲ့အလုပ်ဟာကိုကိုမနှက်ခင်းတိုင်းနိုးထစေဖို့အတွက်တွန်းအားပဲဖြစ်တင်ပါလေကျွန်တော်ဟာအခြေခံအားဖြင့်လူကြောက်တတ်တဲ့သူတစ်ယောက်ဖြစ်ပြီးတငယ်ချင်းအသေးရဖို့လည်းတိတ်ခတ်ပါတယ်ပါတီပွဲတွေလူထူထပ်တဲ့နေရာတွေကိုအမြဲရှောင်တတ်ပါတယ်ဒါပေမဲ့ကျွန်တော် လုံနေတဲ့အလုပ်တစ်ခုနဲ့ပတ်သက်လို့ပြောရမယ်ဆိုရင်အတူတူအလုပ်လုပ်နေပေမဲ့လည်း နှုတ်ဆက်ဖို့တောင်ခက်ခဲပါတယ်။ယုံကြည်တဲ့အရာတစ်ခုကိုသီအိုရီယာစိန်ခေါ်လာတာမျိုးကိုလည်းအယံသဘောကျပါတယ်။ကိုခိုင်ခိုင်မာမာမယုံကြည်တဲ့အစီအစဉ်တစ်ခုအလုပ်တစ်ခုဆိုရင်တန်တရားရှင်းတဲ့အထိလေ့လာပြီးယုံကြည်နိုင်ဖို့စူးစမ်းကြည့်တယ်။အဲ့ဒါကမှအောင်မြင်နိုင်မယ်မယုံကြည်ဘူးဆိုရင်တော့ဆက်မလုပ်တော့ဘူး။ပြောချင်တာကကိုယုံကြည်နိုင်မဲ့တန်တရားရှင်တဲ့အရာတစ်ခုအတွက်ပဲအစွမ်းကုန်အားထုတ်ပါကိုကိုယ်တိုင်မယုံကြည်နိုင်မဲ့နဲ့သူများခိုင်းလို့လုပ်ရတာကတိတ်ပြင်းဖို့ကောင်းတယ်အလုပ်လည်းမဖြစ်ဘူး နံပါတ်3အလုတ်အတွက်ကောင်းဖို့အလုတ်လုတ်ပါအထက်လူကြီးကြိုက်ဖို့အလုတ်မလုတ်ပါနဲ့ဒီစကလုံးကမကွာဘူးလို့ထင်ရပေမဲ့ကွာပါတယ်တခါတလေမှာကိုမြင်တဲ့အရာတစ်ခုကိုအထက်လူကြီးကမမြင်တာဖြစ်နိုင်တာပဲလူဆိုတာအရင်ပြီးပြည့်စုံနေတယ်ဆိုတာရှိနိုင်တာမှမဟုတ်တာဟုတ်ကဲ့လို့ပြောရတာအလွယ်ဆုံးပဲကိုမြင်တဲ့အမြင်နဲ့မှားယွင်းနေတဲ့အကြောင်းအရာတစ်ခုအပေါ်အထက်လူကြီးညဉ့်ညင်သွားမလားဆိုတာကိုထားပြီးတိုက်ခိုက်နိုင်ဖို့ကသာခက်တာတကယ်လို့ကိုထက်လူကြီးဟာ ကိုယ်ထင်မြင်ယူဆချက်တွေထောက်ပြချက်တွေအပေါ်လက်သက်မခံနိုင်ပဲစိတ်ဆိုးမှန်ဆိုးဖြစ်ရလောက်အောင်ကြင်မြောင်းနဲ့စိတ်ထားရှိနေရဆိုရင်တော့အဲ့ဒီအလောက်ကနေပျော်ပျော်ကြီးသာစွန့်ခွာပါအဲ့လိုနေရာမှာကိုယ်အတွက်တက်လန်းဆိုတာမရှိတော့ဘူးနံပါတ်၄တက်တာတဲ့အလောက်ကိုမမျောလင်းပါနဲ့တိတ်တက်တာတဲ့အလောက်ဆိုတာခြောင်ထဲကအလောက်တွေပါတကယ်လို့ကိုဟာအမြင့်ဆုံးထိတက်ချင်တဲ့လူဆိုရင်တော့တက်တာတဲ့အလောက်တွေကိုရှောင်ပါ ငါလှုပ်လို့ရတာတိတ်တက်တာတာပဲလို့ကျေနပ်နေမယ်ဆိုရင်တဖြည်းဖြည်းငါချောင်လဲရောက်လာမှကိုလည်းတွေးကြည့်ပါကိုဟာကိုအလုပ်ရဲ့အလုပ်လုပ်တဲ့ဆက်သွားတစ်ခုဖြစ်စေချင်တာပါဘာမှတိတ်မလို့ရပဲတက်တာတဲ့အလုပ်ဆိုတာကိုလုပ်ရည်ကံရည်ကိုပါအညွတ်တုံးသွားစေတယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်တက်တာတဲ့နေရာမှာတိုးတက်နိုင်တဲ့နေရာမရှိဘူးဆိုတာကိုသတိရပါနှစ်ဘက်ငါကိုကိုကိုအကဲဖြစ်ပါ တန်ရာတန်ကြီးပြန်မပေးနိုင်ရင်ရှက်စရာကောင်းတယ်ဆိုတဲ့စိတ်ထားပါတနေ့တာရဲ့အလုတ်ချိန်ပြီးတဲ့အခါကျွန်တော်ပြန်တွေးမိတဲ့အရာတစ်ခုကငါ့ကိုပေးထားတဲ့လစာနဲ့တန်အောင်ငါဒီနေ့အလုတ်လုတ်ပေးရလားဆိုတာပါအလုတ်ထဲမှာကိုအချိန်ဖြုံးကျင်လဲရတယ်အလုတ်လုတ်ချင်ရောင်းဆောင်နေလို့လဲရတယ်ဘသူမှမသိပေမဲ့ကိုကိုကိုတော့သိနေတာပဲလေကိုဘက်ကတန်ရာတန်ကြီးပြန်မပေးနိုင်ရင်ရှက်ဖို့ကောင်းတယ်လို့ကျွန်တော်ကယုံကြည်ပါတယ် နံပါတ်6ကိုလက်ထိုက်တန်နဲ့တောင်းဆိုမှုအတွက်အာမနာပါနဲ့ဒါပေမဲ့အလွဲသုံးစားတာမျိုးကိုတော့ရှောင်ပါတကယ်လို့ကိုရနေတဲ့ခံစား권တွေဟာလုံနေရတာထက်နှိမ့်ချနေတယ်ဆိုရင်တော့ရတဲ့ရထိုက်တာကိုတောင်းဆိုဖို့အတွက်အာနာမနေတင်ပါဘူးကိုလိုချင်တာကိုတောင်းဆိုတာပဲဒါပေမဲ့ကိုထိုက်တင်တဲ့လောက်မရလို့ဆိုပြီးအလုံးနဲ့ပတ်သက်တဲ့အရာတွေမှာအလွဲသုံးစားလုပ်တာကတော့ဘသူ့အတွက်မှမကောင်းနိုင်ဘူး အလွဲသုံးစားလုပ်တဲ့အထဲမှာအချိန်လွဲသုံးစားမှုလည်းပါပါတယ်ဒါကြောင့်အလွဲသုံးစားလုပ်တာမျိုးတွေကတော့အမြဲရှောင်ခြင်းပါအလုပ်အတွက်တင်မကပဲကိုယ်ဘဝတစ်ခုလုံးကိုပါထိခိုက်သွားနိုင်ပါတယ်နံပါတ်9ကိုပါပေးမလဲဆိုတာအရင်မစဉ်းစားပါနဲ့သူတို့ဘာလို့ခြင်းလဲဆိုတာစဉ်းစားပါဒါကတော့ကိုယ်အလုပ်ကိုပူဖြစ်ထုံးဖို့အတွက်အကြံပေးတာပါအလုပ်လုပ်တဲ့အခါလူတော်တော်များများကကိုယ်ပါပေးနိုင်မလဲဘာလို့ခြင်းနာလဲဆိုတာကိုအရင်ဆုံးအာရုံစိုက်ပါတယ် ဒါပေမဲ့တကယ်တမ်းမှာလိုအပ်တာကကိုပြစ်မှတ်ထားတဲ့သူတွေဘာလိုအပ်လဲဆိုတာပါကိုလုတ်ပေးနိုင်တာကိုပေးမယ်ဆိုရင်သူတို့လိုအပ်တာနဲ့မကိုက်ညီတဲ့အခါအလုံးမဖြစ်ဘူးအများအားဖြင့်ကျွန်တော်အလုံးလုတ်တဲ့အခါကိုသာတုံးဆွဲသူဆိုရင်ဘာလိုချင်မလဲဆိုတာကို တွေးပြီးလုပ်ပါတယ်နံပါတ်၈ဆက်လက်တင်ယူဖို့အတွက်စိတ်အားထက်သန်ပါလောက်ရရင်ဆက်လက်တည်ယူမလားဆိုတာကကိုရွေးချယ်မှုပါဘာသာရဲ့တခုအပေါ်အလုံးစုံကျွမ်းကျင်နေတဲ့သူဆိုတာမရှိနိုင်ဘူးကိုမကျွမ်းကျင်ဘူးမသိနိုင်ဘူးဆိုရင်တိလာအောင်နားလည်လာအောင်လုပ်ယုံပါပဲ။ မတိဘူးမလုတ်တက်ဘူးဆိုတာကအရန်လွယ်တယ်လေမတိဘူးမလုတ်တက်ဘူးဆိုရင်တိတယ်လုတ်တက်တယ်ဆိုတဲ့လူကိုတာဝန်ပြောင်းခိုင်းလိုက်မှာပဲနံပါတ်9အလုံးကျင်းနှက်ဖို့မမျှော်လင့်ပါနဲ့ကျွန်တော်အလုတ်ဆက်လုတ်တုံးကပုံစံကလူတိုင်းနဲ့အဆင်ပြေဖို့ကြိုးစားတာပဲနောက်ပိုင်းမှာတိလာတာက ကိုပြောင်းလဲတစ်ခုလုပ်မယ်ဆိုရင်အလုံးကျင်းနှက်ဖို့မျှော်လင့်နေလို့မရဘူးဆိုတာပါ ကိုကိုမကျေနပ်တဲ့သူတွေရှိလာတာကိုလုံးနေတဲ့အပြောင်းအလဲအသက်ဝင်လာပြီဆိုတဲ့အတိတ်ပဲပါပဲအလုံးမလုံးတဲ့သူကိုဘယ်သူမှမမုံဘူးသူများကိုကောဘလို့မြင်မလဲဆိုတာကိုမေးထားလိုက်ပါအဲ့ဒါကိုအလုံးမဟုတ်ဘူးလေနံပါတ်30ပဝင်းကျင်နဲ့တသားလေးဖြစ်သွားရင် တခုခုတော့တွန်းအားပေးဖို့လိုနေပြီဆိုတာသတိရပါပထမဆုံးကအရန်တက်ကြွနေမယ်အိုင်ဒီယာအစ်စ်တွေနဲ့စိတ်အားထက်သန်နေမယ် အချိန်ခဏလောက်ကြာတဲ့အခါရှော့ရသွားမယ်အတိုက်ခံတွေနဲ့ကြုံတွေ့ပြီးအရင်ကရှိခဲ့မှုတွေစိတ်အားထက်သန်မှုတွေပျောက်ဆုံးသွားမယ်နောက်ဆုံးမနှက်ဆူယုံလာလှုပ်ရှားရှိတာလေးတွေလုံညက်နေယုံပြန်မြုံမှန်းချက်မရှိဥတီချက်မရှိအလုတ်လာပြီးရင်အလုတ်ပြန်မှုအတွက်နာယီကြည့်နေရတဲ့သူတယောက်ဖြစ်သွားမယ်ကိုအလုတ်တစ်တခုကိုဝင်နေဆိုတာအဲ့ဒီအလုတ်လက်ရှိလုပ်နေတာတွေကိုတွန်းအားဖြစ်ဖို့ပိုကောင်းတဲ့အပြောင်းလဲဖြစ်ဖို့ဆိုတာကိုသတိရပါ ကိုဘာတွေလုတ်ပေးနိုင်မလဲဆိုတာကိုစဉ်းစားပါကိုကိုခန့်လိုက်တာကဒီအလုတ်အတွက်ဘာပြောင်းလဲမှဖြစ်လာနိုင်ဘူးမရှိဘူးဆိုရင်ကိုကိုမလိုအပ်တော့ဘူးဆိုတာကိုသတိရပါအထက်မှာဖော်ပြထားတဲ့အရာတွေကကိုလုပ်ငန်းခွင်မှာတိုးတက်စေမယ့်အမူအကျင့်တွေပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်